ဟယ်လိုအားလုံးပဲမင်္ဂလာပါ Czech Republic နိုင်ငံ Prague မြို့မှာရှိနေစဉ်အခါတုန်းကမြို့ထဲမှာရှောက်သွားနေရင်ကနေမထင်မှတ်ပဲနဲ့ရောက်ရှိသွားခဲ့တဲ့နေရာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ငယ်စဉ်ကခရီးသွားတုန်းကကြတော့ day 1မှာဘယ်သွားမယ် day 2မှာဘာလုပ်မယ်အစီအစဉ်တိုင်းသွားပြီမဲ့အခုတက်ကြီးလာတဲ့နောက်ပိုင်းမှာတော့စိတ်ကူးပေါက်ရသွားခြင်းရသွားအစီအစဉ်နဲ့ပဲသွားပါတော့တယ်။ဆိုတော့ကပထမဦးဆုံးအနေနဲ့ Czech ရဲ့အစားအသောက်တွေဘလောက်ကောင်းကြောင်းကိုဝင်ရောက်မြည်ဆန်းခဲ့ပါတယ်။ဒီမြို့မှာအရန်ကိုအရသာရှိလာတဲ့ steak house တွေကနာမည်ကြီးပါတယ်။ ထမအဦးဆုံး starter အဖြစ်လာချပေးတဲ့ပေါင်မုံအကြံ home bake ပေါင်မုံလေးကအရန်ကိုစားကောင်းပါတယ်ချက်သွန်ပြူမီးဖုတ်ရဲတန်လွေစီလေးနဲ့တို့စားရတာပါကဲပြီးတော့ခရယာဝဲဥချောင်းလို့အရသာရှိလာတဲ့ချက်ဝဲဥချောင်း main course ကတော့အမေသားပြားခင်စားလိုက်ပါတယ်မစိုးပါဘူး prak အစားတောက်တွေလည်းတို့လိုချင်တဲ့အရသာနဲ့ကွက်တီပဲဘိုက်လည်းတော်တော်ပြည့်သွားပြီဆိုတော့ prak ရဲ့လမ်းမတွေပေါ်မှာခြားပြထားတဲ့ street art တွေကိုတော့ကြည့်ပါမယ် ီနေရာလေးဆိုလို့ရှိရင်ဖရမနာမည်ကြီးတဲ့ဓာတ်ပုံဆရာတွေအမှုပညာရှင်တွေပကြီးဆရာတွေကသူတို့ရဲ့လက်ရာတွေကိုလူတွေကြည့်လို့ရအောင်အလကားချပြထားတဲ့နေရာပေါ့နော်ဒီလက်ရာလေးတွေကိုအပိုင်ဝဲခြင်းနဲ့ဖန်တီးရှင်နဲ့ဆက်သွဲပြီးအလုပ်လုပ်ခြင်းနဲ့ဆိုရင်ကတော့ဒီ QR code လေးတွေကနေတဆင်ဆက်သွဲလို့ရပါတယ်တဲ့ဒီယူရိုပကလူတွေကအမှုပညာခံစားမှုစွမ်းရည်အမှုပညာဖန်တီးမှုစွမ်းရည်တွေမြင့်မားကြတယ်လို့သိရတယ်စူရောကပကြီးပပူလက်ရာတွေကိုသူတို့စိတ်ထဲမှာရှိတဲ့အတိုင်းလွတ်လွတ်လပ်လပ်ဖန်တီးပုံဖော်ကြတယ် ပြီးတော့အမှုပညာဆိုတာဈေးကြီးတဲ့ပြကန်းတွေထဲမှသာမဟုတ်ဘဲနဲ့လူတိုင်းအတွက်ဖြစ်သင့်တယ်လို့လည်းယုံကြည်ကြတယ်။ယူရိုကလူတွေကအမှုပညာဆိုတာ100%လှပပြီးတော့မှပြီးပြီးစုံနေမှအတ်မဟုတ်ဘူးပေါ့နော်။သူတို့ဖန်တီးလိုက်တဲ့အရာတစ်ခုခုကနေ ခံစားချက်တစ်ခုခုအတွေးခေါ်တစ်ခုခုကြံနေစေရမယ်။ဤနုပညာလက်ရာတွေကိုမြင်လိုက်ရတဲ့လူတယောက်ချင်းစီတွေအနေနဲ့ကလည်းမတူညီတဲ့ရှုထောင့်ခံစားမှုအမြင်တွေကိုလွတ်လပ်စွာကွဲလွဲပြီးမြင်ကွင်းရှိတဲ့ဝေဖန်နိုင်တဲ့ဘလို့ပြောမလဲပါစီးပေါင်မှမရှိပဲလွတ်လပ်စွာခံစားလို့ရတဲ့အနုပညာတွေကိုလမ်းပေးပါဒီတိုင်းချပြထားတဲ့သဘောပေါ့။အဲ့လိုလွတ်လပ်စွာကြည်ရှုခံစားလို့ရတဲ့ဓာတ်ပုံတွေပပုတွေပကြီကားတွေကိုကြည်ပြီးမှတော့အရန်ကိုဝန်းနေစရာကောင်းတဲ့နေရာလေးကိုမထင်မှတ်ပဲရောက်သွားခဲ့တယ် ။နေရာကတော့ Charles University ရဲ့အရှေ့ဘက်လမ်းမကြီးပေါ်မှာပါ။မနစ်သုံးကားဒီလိုအချိန် Christmas ရောက်ဖို့၃ရက်အလိုမှာဒီတက္ကသိုလ်အမှုပညာဌာနမှာတက်နေတဲ့24နှစ်အရွယ်ကျောင်းသားကတနက်ကင်ပြီးတော့မှဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူ14ယောက်လောက်ကိုပြစ်တတ်ခဲ့ပါတယ်တဲ့။အဲ့ဒီတနက်သမားကျောင်းသားကိုရဲတွေလိုက်ဖမ်းတဲ့အခါမှာမမိခင်မှာပဲအဲ့ဒီကျောင်းသားကကိုကိုကိုပြစ်တတ်ပြီးအဆုံးစီစဉ်သွားခဲ့တယ်တဲ့။ ကျမလည်းအရင်ကဒီနေရာကဘာနေရာမှန်းလည်းမသိဘူးအဲ့ဒီမှာဖျောင်းတိုင်လာထုံတဲ့ကောင်မလေးရရှင်းပြမှသိရတာအဲ့ဒီလိုက်ပြတ်တတ်တဲ့သနတ်သမားအကြောင်းသားကအယူလည်းမဟုတ်ဘူးပေါ့နော်စာလည်းအရန်တော်တယ်တဲ့ပုံမှန်အကြောင်းသားတယောက်ပဲပေါ့ဒါပေမဲ့လည်း तू ကစိတ်ချမ်းမကြီးချိုးတဲ့နေလို့ဒါလည်းဒီလိုလောက်ရမျိုးဒီလိုအကျန်းဖက်မှုမျိုးကိုလှုပ်သွားတာပေါ့နော် အဲ့ဒီအပုံပြီးလို့နောက်ကျောင်းရစွဲကိုလိုက်တဲ့အခါမှာတော့အဲ့ဒီကျောင်းသားကအဲ့လိုအဆုပ်လိုက်အပြုံလိုက်တတ်ဖြတ်တာတွေကိုသဘောကျပြီးစွဲလန်းနေတဲ့လူတစ်ယောက်ဖြစ်တယ်တဲ့ပြီးတော့သူ့ရဲ့ social media Facebook ပေါ်မှာဆိုလို့ရှိရင်လည်းအဲ့လိုမနစ်မြို့စရာတွေစိတ်ညစ်စရာမြင်ငွေတွေကိုအများအား post တင်လေးရှိတဲ့ကျောင်းသားတယောက်တဲ့သူအဲ့ဒီ post တွေကိုတင်ထားတာသဘောကျတာလားရှုံချတာလားဆိုတာဘယ်သူမှဝေခွဲမရနိုင်ဘူးတဲ့ ဒါပေမဲ့အခုလိုရရက်ဆက်ဆက်တနတ်တလန့်နဲ့အကုန်လုံးကိုပြစ်သက်သွားလိုက်မယ်ရတော့ဘယ်သူမှမထင်ထားခဲ့ကြဘူးပေါ့လူတွေရဲ့စိတ်ကအယံကိုနားလည်ရခက်တယ်ကြောက်ဖို့လည်းကောင်းတယ်တရခံကစာရန်တော်တဲ့ကြောင်းသားစိတ်ဒဏ်ရာတွေနဲ့ပြည်ပြီးယူနေတာဘယ်သူမှမသိခဲ့ဘူးဒီဖြစ်ရကဗြဟ္မာရှိတဲ့လူတွေအားလုံးရဲ့နှလုံးသားကိုတန်ရာရစေခဲ့တဲ့အတွက်ဝမ်းအနည်းဆုံးနေဆိုပြီးအစိုးရကတတ်ပတ်ပေးခဲ့တယ်အဲ့ဒီနေ့လေးရဲ့နောက်ဆုံးအတွေ့အခေါ်ကစိတ်ချမ်းမကြီးရလဲအယံကိုအရေးကြီးပြီးလစ်လျူရှုထားလို့မရဘူးဆိုတာပါပဲ ဒီဖြစ်ပျက်လေးကိုသင်ခန်းစာယူပြီးကိုကိုယ်တိုင်လည်းစိတ်ချမ်းသာအောင်နေကိုမိသားစုကိုပတ်ဝန်းကျင်ကလူတွေကိုလည်းစိတ်ဓာတ်ရမရအောင်မြေတားထားစိတ်ခွန်အားပေးဂယူးစိုက်ပေးဖို့လိုအပ်ပါကြောင်းပြောကြားရင်းဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတော့မယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်